မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘားလ14ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်တဝဲမျိုးကဝင်ကြီးအိမ်ယာခလာရ104တက်ရင်နဲ့ရေဖြူမျိုးမှရဲစခန်းတို့ကို fish wing အမျိုးအစား drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒူရကစစ်ကြောင်းကထုတ်ပြန်ပါတယ် အော်တိုဘားလ9ရက်နေ့နေ့လယ်ပိုင်းမှာရေဖြူမြို့နယ်မြို့မရဲစခန်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးညနေပိုင်းမှာတော့ဒဝယ်မြို့ဝင်ကြီးအိမ်ရာအတွင်တက်ဆွဲနေထိုင်တဲ့စစ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အော်တိုဘားလ10ရက်နေ့ညပိုင်းကလည်းလောင်းလုံမြို့နယ်အခြေဆိုင်ခလာရတရလေးတရင်ကိုဒရုန်းနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒူရကစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ ရေးမြို့နယ်တန်ဖြူစရက်ရေးလမ်းပိုင်းမှာအင်အား400ကျော်ပါတဲ့စစ်တပ်စစ်ကြောင်း၅ကြောင်းနဲ့စစ်ကြောင်းထိုးနေလို့တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့သိရပါတယ်။စက်တင်ဘာလ10ရက်နေ့ကနေစပြီးအာနာသိန်းစစ်တပ်ရဲ့ခလာရ106ခမရ299ခမရ988တပ်တွေစုပေါင်းထားတဲ့စစ်ကြောင်းတွေဟာကနင်ကမော်ဘေးလမိုင်းစံပြလိမ္မော်ချံအောင်တရမော့ကနင်နှစ်ကရင်ကျေးရွာတဝိုက်မှာစစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းတွေကိုရေးပြည်သူကာကွယ်ရေးအဖွဲ့ YPDF ၊မိုးပြည်တော်လှန်ရေးတပ် MSRF ၊ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ရင်း29တပင်ရွှေတိတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်နီးပြူဟာ33စတဲ့တော်လန်ရေးမဟာမိတ်ပူပေါင်းတပ်တို့ကပူပေါင်းတိုက်ခိုက်နေတယ်လို့သိရပါဗျ။ဒဝဲမြို့ပေါ်မှာညာပိုင်းအဲစင်းအကြောင်းပြပြီးလူငယ်တွေကိုစစ်မှုထမ်းစုဆောင်းတာတွေဇက်တိုက်လှောက်ဆောင်နေတာကြောင့်မြို့ပေါ်မှာနေထိုင်သူတွေစိုးရိမ်နေကြပါဗျ။ အခုအော်တိုဘာလအစပိုင်းကနေစလို့မြို့ပေါ်ရက်ကွက်တွေဖြစ်တဲ့မြို့တွင်းစရင်တင်မော်စိန်ရှမ်းမလယ်ဇွဲနဲ့ပုံမော်စတဲ့ရက်ကွက်တွေမှာညဘက်စစ်မှုရန်အတွက်အဲစင်းအကြောင်းပြပြီးနေအိမ်ပေါ်အထိတက်ဖမ်းနေတာလို့သိရပါတယ်။အဲဒီလိုဖမ်းဆီးမှုတွေကြောင့်အခုလအတွင်းဒဝဲမြို့ပေါ်မှာညဘက်ဖမ်းဆီးခံရသူအမျိုးသား၁၀ဦးထပ်မင်းရှိနေပြီလို့မြို့ကန်တွေကပြောပါတယ်။ မန္တလေးတိုင်းမိထီလာမြို့မှာကင်းလဲ့နေတဲ့ရဲကားကိုလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်မှုမှာရဲနှုတ်သေးဆုံးခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလ12ရက်နေ့မနက်7:00နာရီလောက်မှာမိထီလာမြို့အနောက်ဘက်မှာကင်းလဲ့ပြီးပြန်လာတဲ့ရဲကားတစ်စီးပညာရေးတက္ကသိုလ်နီးမှာလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာရဲနှအူပွဲချင်းပြီးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါဗျ။ ကော့တောင်းခရိုင်ပုတ်ပြင်းမြို့နယ်စတိန်ချောင်းဖျားအုပ်စုထဲကကြေးရွာအချို့မှာမူးယစ်ဆေးပွားပေါ်ပေါ်တင်တင်ရောင်းချတာတုံးဆွဲတာတွေရှိလာတယ်လို့ဒေတာကန်တွေကဆိုပါတယ်။ဆေးရနာသိမ်းပြီးနောက်ပိုင်းအဲ့ဒီရွာတွေမှာဘိန်းစာရွက်နဲ့ WY ဆေးပြားတွေကိုအရင်ကထက် ပိုပိုဝယ်ယူရလွယ်ကူလာပြီးအခုနှစ်အတွင်းမှာတော့လမ်းပေါ်တွေမှာပါပေါ်ပေါ်တင်တင်ရောင်းဝယ်တာတွေကိုတွေ့လာရတယ်လို့ဆိုပါတယ်။မူးယစ်ဆေးပွားသုံးဆွဲသူတွေထဲမှာအသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါဝင်နေပြီး ော်လိုင်းရေးအဖွဲ့တွေကလာရောက်အေးအေးယူတာမျိုးမရှိဘူးလို့ဒေတာခန်တွေရဲ့ပြောပြချက်အရသိရပါတယ်။တရချောင်းမျိုးနယ်ကကြောက်လေကမိုးရွှေကုန်းနဲ့စော်ဖျားကျေးရွာတွေကနေအိမ်တွေကိုစစ်တပ်စစ်ကြောင်းမိရှုခဲ့တယ်လို့သိရပါတယ်။အင်အားတရာကျော်လောက်ပါတဲ့စစ်တပ်ဟာအဲ့ဒီရွာ၃ရွာမှာအခုလ10ရက်နေ့ကနေအိမ်90ဝန်းကျင်လောက်ကိုထပ်မံမိရှုပြီးနောက်တရက်နှစ်ခွရွာဘက်ကိုရောက်ရှိနေတယ်လို့ဆိုပါတယ် အဲ့ဒီစစ်တောင်းဟာမိရှုခဲ့တဲ့ရွာတွေကနေ၃ဘိန်းဆိုင်ကဲဆိုင်ကဲကျွဲနွားတွေနဲ့တမိုးရှိပစ္စည်းတွေကိုယူဆောင်လာတယ်လို့ဒေတာကန်တွေကဆိုပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။